ကရင်ဒီမှာဇပနေနေမှဲ့ဝင်ဒီချိန်မှာပဲစစ်ကော်မရှင်တပ်တွေကစိုက်ပျိုးဧရိယာတွေကိုတမင်တကာပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ဒေသခံတွေဟာသူတို့ရဲ့တနစ်စာအတက်မွေးဝမ်းကြောင့်ဖြစ်တဲ့တီးနှံတွေကိုရိတ်သိမ်းခွင့်မရပဲအငတ်ဘီနဲ့ရင်ဆိုင်နေရတဲ့အခြေအနေကိုဆက်ရောက်နေတယ်လို့ကရင်ဒီလူခွဲရေးအဖွဲ့ KNHRG ကသတိပေးလိုက်ပါတယ်။အော်တိုဘာလအတွင်းမှာစစ်ကော်မရှင်တပ်တွေဟာစစ်ရေးတင်းမာနေတဲ့ဖေခုံပင်လောင် လွိုက်ကဒီမိုဆိုနဲ့ပရူဆိုဆက်ကစိုက်ကွင်းတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာစစ်ကြောထုံးမြောက်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။ပိုဆိုးတာကတော့အသက်ကိုစွန်ပြီးစပားရိုက်နေတဲ့တောင်သူတွေကိုဒရုန်းဘုံးတွေနဲ့တိုက်ခိုက်တာဖန်စီပြီးတစားကန်ဖြစ်တုံချတာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ အခုနှစ်ထဲမှာကင်နီပြည်နယ်ကစစ်ဗေရှောက်စခန်းအများစုမှာစာနယ်ရိခာပြက်လက်မှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားနေရပြီဖြစ်ပြီးအခုညီလိုအပ်နေတဲ့စစ်ဗေရှောက်ဥယေဟာနှစ်သိန်းကျော်ထိရှိနေပြီဖြစ်လို့နိုင်ငံတကာကအရေးပေါ်ကူညီပေးဖို့ KNHRG ကတောင်းဆိုထားပါတယ်။ကမ္ဘာကက်သလစ်ခရစ်ယာန်ဘာသာဝင်တို့ရဲ့အထွတ်မြတ်ထာယာပေါ်ရဟန်မင်းကြီးလီယိုကမြန်မာပြည်သူတွေကိုမမေ့လျော့ချဖို့နိုင်ငံတကာအသိုင်းအဝန်းကိုတိုက်တွန်းလိုက်ပါတယ်။ သူ့ရဲ့ဗုဒ္ဓဟူနေ့ပတ်စဉ်ထွေထွေတွေ့ဆုံပွဲမှာ ပုတ်ရဟန်းမင်းကြီးကကဘာပေါ်ကပฏิပက္ခတန်ခံနေရတဲ့ပြည်သူတွေအတွက်ဆုတောင်းပေးခဲ့ပြီးအထူးသဖြင့်ပြည်ရင်းစစ်နဲ့လူသားချင်းစာနာမှုဆိုင်ရာအကြီးကျယ်လွယ်ချက်တွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေအတွက်စိုးရိမ်ပူပန်ကြောင်းထုတ်ဖော်ပြောကြားခဲ့တာပါကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ2025ခုနှစ်မှာမြန်မာနိုင်ငံကပြည်သူတန်း20နီးပါးဟာအကူအညီတွေလိုအပ်နေပြီးနေရဲဆုံးခွာထွက်ပြေးနေရသူဟာ3.5သန်းထိရှိနေပြီဖြစ်ပါတယ်။ ဒီအခြေအနေကိုမလကလှုပ်ခတ်ခဲ့တဲ့ငလျင်တို့သဘာဝဘေးရင်းနဲ့နိုင်ငံတကာအကူအညီတွေရောကြသွားမှုကပိုလို့ဆိုပါစေခဲ့ပါတယ်။